ိတ်တိမ်လုံးကတော့ပွားပလဲနေတာပေါ့ဗျာအဲ့တော့အဲ့တော့ဆိုင်မာ၃နဲ့ဟာလေးတွေပေါ့ဗျာဆိုင်မာကဒါကဘယ်ရင်ချုပ်မဟာဘုံဏ္ဍန်ဒါဆရာကြီးဥကြမြင့်ရဲ့စာအုပ်ပေါ့ဒီစာအုပ်ကကျွန်တော်တို့ဒီနဝင်းစည်းပညာနဲ့ပတ်သက်တာပေါ့ဗျာဒါကဆရာကြီးလက်သူ့ရဲ့တပည့်အရင်းတွေကို ေးတဲ့စာအုပ်ပေါ့စာအုပ်ဆိုတော့ဒီမှာကဒီနဝင်းစည်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုရေးထားတာပါဒါပြင်ပမှာကအယောင်းဆိုင်ဒီပါဒီမှာတော့မရှိဘူးပေါ့နော်ဒါနဝင်းစည်းနဲ့ပတ်ပတ်ပတ်သက်တဲ့ဟာတွေပေါ့နော်ဒါဆရာကြီးဦးကြမြင့်မြင့်ရဲ့နဝင်းစည်းနဲ့ပတ်သက်တာပေါ့ဒါကကျွန်တော်ကိုဒီဆရာကြီးဦးကြမြင့်ရဲ့တပည့်အရင်ဖြစ်တဲ့ဆရာ ကဒါကျွန်တော်ပြန်ပြီးတော့တပည့်ကျွန်တော်မြည်တပည့်ပေါ့ဥတမြည်မြည်တပည့်ဖြစ်သွားတဲ့အတွက်ကြောင့်ဒါကျွန်တော်ခုနေဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ကတဲ့ဒီနဝင်းစည်းပွဲတွေပေါ့နော်နဝင်းစည်းပွဲတွေကိုဟိုထိုးရင်ဘာတွေကောင်းလဲဆိုတော့နဝင်းစည်းပွဲလှူခြင်းထိုင်ခြင်းရိုက်ခြင်းအကျိုးကျေးဇူးတဲ့တဲ့ဥပ္ပစီဥပ္ပစီဥပ္ပစီစီတကကံပေါ့နော်ဥပ္ပ ဒီစုအမျိုးမျိုးကိုတကကွယ်ထားနိုင်ခြင်းနဲ့เนาะနောက်ပြီးတော့နံပါတ်2ကကြတော့ဒီကစေဝါဒတ်စာအမျိုးမျိုးတို့ဖြစ်နေတဲ့ကုသတော်လဲเนาะเนาะကုသတော်လဲစေကုခတ်ယူတဲ့စေမတွေ့စေမတူသောဝေဒနာရှင်ယောဂဖြစ်နေသူများအားတဲ့အခက်ခဲမရှိလွယ်ကူစွာပျောက်ကင်းစေနိုင်ခြင်းနောက်ပြီးတော့ခွဲစိတ်ကုသမှုပြုကြရမည်ဝေဒနာရှင်ယောဂ ဖြစ်သူများအားတဲ့ခွဲစိတ်ကူးတနေတဲ့အခက်အခဲအမျိုးမျိုးနဲ့ဥပဘေးသူများမဖြစ်စေရန်ကြိုတင်ကာကွယ်ထားနိုင်ခြင်းထိုနည်းတူစွာပေါ့နော်ခွဲစိတ်ကူးတပြီးနောက်ပိုင်းနဲ့အခက်အခဲမျိုးမျိုးဖြစ်နေကြလေနဲ့ထိုအခက်အခဲမှာတဲ့ကင်းလွတ်အောင်နဲ့ကူးတနိုင်ခြင်းနဲ့နောက်နံပါတ်5ကျတော့ခလေးမွေးဖွားသည့်ကိုဝင်ဆောင်မိခင်များအနောက်ရှက်အခက်အခဲအမျိုးမျိုးမှလုကင်းစေပြီး လွယ်ကူစွာ မွေးဖွားနိုင်ရန်ကာကွယ်ထားနိုင်ခြင်း နံပါတ်6ကမကြာခဏယောဂဖြစ်၍ချူချာနေသောကလေးငယ်များ၏ယောဂအမျိုးမျိုးကိုကာကွယ်ကုသပေးနိုင်ခြင်းနံပါတ်9အိမ်ကိုက်မြေကိုက်အိမ်ကျန်းမြေကျန်းများအားမြေလံပဏ္ဏများရိုက်၍ရှင်းလင်းပေးနိုင်ခြင်းနံပါတ်10တိမ်ကြောင်းတစောင်းဇရက်တိုက်တာအဆောက်ဦးမြေအားအားတဲ့မြေလံပဏ္ဏရိုက်၍ရှင်းလင်းဆောင်ရွက်နိုင်ခြင်းနံပါတ်9ဆုံးနှပ်ပယောဂများနှင့် ဖုတ်တော့ဝင်ယောဂဖုတ်ဝင်နေတာဗောနော်ဖုတ်တော့ဝင်ယောဂဖြစ်နေသူများအားကာကွယ်ကုသပေးနိုင်ခြင်းနံပါတ်30ပြည်တွင်းပြည်ပခရီးသွားလာမှုပြုကြရာ၌လေရင်မီးယထာမတော်ကသင်းမောပြည့်၍အသက်ဥပဘေးများကြုံတွေ့နိုင်ခြင်းမှလွတ်ကင်းစေခြင်းနဲ့ရောက်လို့တော့ခရီးကိုနံပါတ်31ကြတော့ရောက်လို့တော့ခရီးကိုလည်းအခက်အခဲမရှိလွယ်ကူစွာရောက်ရှိနိုင်အောင်ဆောင်ရွက်ပေးနိုင်ခြင်း နံပါတ်7ကကြတော့မိမိချစ်ခင်သောအိမ်မွေးတိရိစ္ဆာန်များနဲ့မိမိကအကျိုးပြုသောတက်ရှိတက်မဲ့ပေါ့နော်မော်တော်ကားတရားအစပေါ့နော်တက်ရှိတက်မဲ့ဆိုင်ကယ်ဒီပါပါတော့ပေါ့ခုသမ ्या ကိုတဲ့ဘေးဥပအန္တရာယ်များမှာကြိုတင်ကာကွယ်နိုင်ခြင်းဟုတ်ပြီခင်ဗျာနံပါတ်73ကကြတော့ပို့ထူးကြရခင်ဗျာဤနဝင်းစည်းပညာသည်တဲ့ကိုးကွယ်မှုနဲ့မသက်ဆိုင်သဖြင့်တဲ့လူမျိုးမယွေဘာသာမယွေယွေသုံးဆွဲနိုင်၍အကျိုး ြုတ်နိုင်ခြင်းတဲ့ဒါကဒီစသုံးချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့နဝန်းစည်းပညာရှင်တွေဆိုတော့မြန်မာပြည်မှာတော့ရိုက်တက်လို့မကုန်ပေါ့ဗျာဟိုဒီဆရာကြီးဦးကျမင်းရဲ့မူကိုယူပြီးတော့အင်းနေပါပတ်ပြီးတော့ဟိုဟိုဟိုဒီနဝန်းစည်းပွဲတွေလှုပ်တာတွေရှိတယ်နောက်တမျိုးတပါတာပေါ့နော်ဝါစိန်ညီနဝင်းပွဲဆိုတာလည်းရှိတယ်နဝင်းပွဲတွေကတော့အများကြီးရှိကြတာပေါ့နော်ဒါပေမဲ့အဲ့ဒီနဝင်းတွေထိုးကြတယ်တော်တ ကိုမြတ်မြတ်ဆရာဒီကပေါ့နော်နဝင်းစည်းပွဲတွေပြီးတဲ့ဆရာဒီကဒီ73ချက်လုံးကိုကာကွယ်ကုသပေးနိုင်ခြင်းပေါ့နော်ပျောက်ကင်းစေနိုင်ခြင်းဒီရှိတယ်ဆိုရင်တော့ဒီနဝင်းပွဲတွေကတော့မှန်ကန်တာပေါ့ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့အတီထွေးနေလွန်ပြီးတော့ဒီ73ချက်လုံးပေါ့နော်မကိုက်ညီဘူးဆိုရင်တော့ဒါဒီကဒီနဝင်းတွေက ဒါအစွမ်းတက်သည့်ဒီပေါ့နော်တို့လိုအပ်ချက်တွေရှိတာပေါ့နော်အဲ့တော့ဒီမှာဒီဘက်မှာရေးရတယ်ဗျနော်ဒါကျွန်တော်ဆိုင်မှာသုံးတဲ့အရာတွေပေါ့နော်နဝင်းစည်းပွဲလှူခြင်းထိုင်ခြင်းရခြင်းအတွက်တော့လိုအပ်သောနဝင်းစည်းပွဲလှူလှူဒန်းပူဇော်ရင်ပစ္စည်း၉မျိုးပေါ့နော်နံပါတ်၁ကကြတော့အချီလုံးနှလုံးအဖြူရောင်အကောင်းစားလည်းဖြစ်ရမယ်နိုင်လုံးချီမပါလင်ပူကောင်းတာပေါ့နော်ကော့တွန်ချီဆိုပူကောင်းတာပေါ့ကော့တွန်ချီလို့ခေါ်တာပေါ့နိုင်လုံးလုံးဝမပါဘူးဘာလို့ဆိုတော့ချီမန်းကွင်း၅ခွင်းမှာ green ကကျွန်တော်တို့ကဒီကာယကံကျင်ရဲ့ဒီငါးခွင့်ပါကြောင့်ဆုလဲဆိုခန္ဓာငါးပါเนาะအဲ့တော့ဆရာကြီးဥကြာမြင့်ရဲ့နီးစစ်စစ်နီးမှန်မှာခြီမန်းခွင့်သုံးခွင့်ဆိုတာမရှိဘူးခင်ဗျာခန္ဓာငါးပါးကိုရည်စူးပြီးတော့ကျွန်တော်တို့ကဒီခြီမန်းခွင့်ငါးခွင့်ကိုဟိုဘယ်ဘယ်ခွင့်ကဘယ်မှာဘယ်ဘယ်အညွန့်အခက်ကိုခြီးတယ်ဘယ်ခွင့်ကတော့ဘယ်အညွန့်အခက်ကိုခြီးတယ်ဘယ်ခွင့်ကတော့ဒီခန္ဓာ၅ပါးကိုစားမိစာအဖြစ်ပေါ့နော် ဟိုပါလူတန်းပူဇော်ပြီးတော့မီးရှို့ပြတာဗောနော်အာအလီအဲ့အတွက်ကိုကျွန်တော်တို့ကကော်တွန်ချီနိုင်လုံးမပါတော့ချီဒါတမျိုးလို့တာဗောနော်နောက်ပြီးတော့စံကိုးလုံးကလည်းတန့်ရမယ်ဗျတန့်တန့်လေးဖြစ်ရမယ်ဒီစံကိုးလုံးကကျွန်တော်တို့တွေကပြန်လှူရမှာဗောနော်လှူတယ်ပထမဆုံးတော့ဒီဝင်းနဲ့ပတ်သက်တဲ့ဝိဇ္ဇာကြီးဒီကိကိုးသားဗောနမြတ်စွာဘုရားရှင်ကိုလှူမယ်မြတ်စွာဘုရားရှင်ကိုလှူပြီးွားတဲ့ခါကျတော့ကျွန်တော်တို့စီမီပြီးပူဇော်ပြီးတော့ဒီစံကိုကျွန်တော်တို့ကဒီအလှရှင် ဒီကာယကံရှင်များရဲ့ကိုယ်စားပေါ့နော်ကျွန်တော်တို့အလူတန်းအတန်းပြန်လောက်ရမယ်ဆိုစံကောင်းကောင်းတန်တန်လေးမှာတိတ်ကောင်းတာပေါ့အကျိုးပေးကောင်းတာပေါ့အဲ့တော့စီကလည်း60တာကလည်းတန်တန်လေးဖြစ်ရမှာပေါ့နော်ဟိုပဲစီတို့ဘာလို့မတက်နိုင်တောင်မှပေါ့ဗျာတီရစီတို့ဘာလို့ညာတို့ပေါ့နော်လူစားတဲ့စီပေါ့နော်ဘာလို့ကျွန်တော်ဖုန်းကြီးတွေဟန်နေတူတော်စင်းတွေပြန်လူရမယ်ခါလေးဆိုစီကလည်းတန်တန်လေးဖြစ်ရမှာပေါ့နော်အဲ့တော့ငွေ1000တန်း6ရွက်ကလည်းလိုတယ်ဗျာ အဲ့ငွေတထောင်တန်6ရွက်ကလည်းဒါကလည်းဒီကာယကံရှင်ပေါ့တရကိုစားပေါ့နော်ဒါကလည်းပြန်လဲလှူဒန်းပေးရမှာပေါ့နော်အမွေးတိုင်းအကောင်းစားအဲ့လည်းတထုပ်ပေါ့နော်အမွေးတိုင်းတော့ဒီနဝင်းဘွားအတွက်ထုံးတော့ထုံးပါတယ်အကောင်းစားမဟုတ်ဘဲနဲ့မိကိုထွက်ပြီးရောဆိုရင်လာမဲ့ဝိဇ္ဇာကြီးတို့က ဘဲဒီဒီဒီမိကိုနိုင်ဘဲခံနိုင်မလဲမွေးမွေးတိုင်တိုင်လေးကြမှာဒီအလူခံမဲ့ဟိုဒီနဝင်းဝိစာတွေကလည်းကြွလာမှာပေါ့နော်နော်ဖျောင်းနိုင်ကလည်း32တိုင်အထုပ်ကြီးတစ်ထုပ်ကလည်းပါမယ်ဟောကွန်းရွက်က၅ချက်သားအဲကွန်းရွက်၅ချက်သားဆိုတာလေကွန်းရွက်ကအနာစာကင်းတဲ့ကွန်းရွက်၅ချက်သားပေါ့နော်ဟောကွန်းသီးကလည်း၅ချက်သားပေါ့နော်ထုံးသီးသီးလေးကလည်းတစ်ထုပ်ပေါ့နော်အဲ့တော့လက်ဖက်သားကလည်း၅ချက်သားကျက်တုံကျော်နှမ်းအညီအမြပေါ့နော်နောက်ပြီးတော့နဝင်းထိုင်ရန်နဲ့ရိုက်ရန်အရွက်အခက်က၄မျိုးလုံမှာပေါ့နော် ဒါနဝင်းထိုင်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီအညွန့်နေအမြစ်တွေနော်3 2တွေအဲ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 ့လိုပေါ့နော်သူရဲ့မဟာဘုတ်ရဲ့နော်အင်္ဂဝိဇ္ဇာတိုင်ရဲ့ကြည့်ပြီးတော့ကျွန်တော်တို့အရွက်ခတ်၄မျိုးကလည်းလိုပြန်ရောဗျာနော်အဲ့တော့ဒီအဲ့မှာမှတ်ချက်ကအရေးကြီးဆုံးကအဲ့မှာအဲ့မှာ၉မျိုးဖြစ်သွားပြီပေါ့နော်နဝင်းတော့၉၉ဘာကပဲအဲ့မှာမှတ်ချက်ကနဝင်းထိုင်မဲ့သူပါတဲ့နဝင်းရရင်စပုတ်သားစပုတ်နေသားတူကလည်းလိုတယ်ဗျအဲ့မှာနောက်ဆုံးမှာနဝင်းစရာတွေတော့အရေးကြီးတာပေါ့နော် နဝင်းစရာတွေတော်တော်များများကနဝင်းဆက်ပွဲလောက်ပြီးရင်ကို့အတွက်နဝင်းတပွဲပြန်ပြန်ပြီးတော့လောက်ရတယ်ဗျ။ဘာကြောင့်လောက်ရတာလဲဆိုတော့ဒီနဝင်းလာထိုင်သူဒီအောက်ကုသူတွေကန်ဆိုးမှုတွေကနဝင်းစရာမှာပြန်ပြန်ပြီးတော့ဗတ်ပြန်တာပါနော်။ဘာကြောင့်ဗတ်ပြန်လဲဆိုတော့အဓိကတော့ရောနော်။အဲ့ဒီကျွန်တော်တို့ဒီကိုစားပေါ့လှူဒန်းထားတဲ့အဲ့ဒီကိုမျိုးကိုပေါ့နော်။တဆင့်ကပြန်လှူဒန်းခြင်းမဟုတ်လောက်ပဲနဲ့ကို့အိမ်အတွက်စားတောက်ကြတာပေါ့နော်။ စားတော့ဦးကြတာကကျွန်တော်တို့ကဒီပယောကကုတဲ့ဖီးကျန်းကပြောသည်ကပယောကကုပြီးပါပြီဆိုရင်ဒီဖီးကျန်းကပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဖီးကျန်းတို့ဘာလို့ကဒီပုံမှန်ခန္ဓာမဟုတ်ဘဲနဲ့ဒီနေ့ပယောကကုထားတဲ့ဒီဖီးကျန်းကပြောသည်ကကုဝဲပြီးပါပြီဆိုရင်နောက်ရက်ဆိုတာနဲ့အဲ့ဒီအကြီးကမဲပြီးတော့ပျော်ထွက်သွားတယ်လို့ပါဘာလို့ဆိုဒီအဲ့ဒီပယောကကုထားတဲ့ဒီ ပွဲပေါ့ပြည်ကျန်းပွဲတဲ့မှာဒီ effect တွေဝင်တာပေါ့နော်မကောင်းတဲ့ effect တွေကန်ဆိုးမှုတွေဒီပျော့ကလာကူးတဲ့ကန်ဆိုးမှုတွေဝင်ဝင်တယ်လို့အဲဒါကြောင့်ပျော့ကကူးတဲ့ဆရာတွေတော်တော်များများကကုပွဲကငပြောသီးကိုလုံးဝမစားကြပါဘူးယာအဲဒီဟိုပတ်ဝန်းကျင်ကိုပဲလှူလိုက်တယ်ပေါ့နော်ဗတ်ပြန်ပါဆိုလို့အဲ့လိုပဲအဲ့လိုဟိုဆိုတော့အဲ့မှာကျွန်တော်နောက်ဆုံးအောက်ဆုံးမှာအရေးကြီးဆုံးကဘာလဲဆိုတော့ဒီနဝင်းပွဲတဲ့မီထွန်းလှူဒန်းခြင်းပြီးခဲ့တော့တဲ့ လှူပွဲပစ္စည်းများအားတခြားသို့တဆင့်လှူဒန်းလူခြင်းတက်ဆရာသုံးဆွဲနိုင်ရန်လှူဒန်းလူတော်တဲ့ကြိုတင်၍အသိပေးကြပါရန်တတိပေးပါသည်တဲ့အဲ့တော့ကျွန်တော်တချို့ကြတော့လဲဆရာရဲ့လှုပ်ရှုပ်ပါတယ်ဘုံကြီးကြောင့်နေမသီလာရှင်ကြောင့်နေမရှိစင်းရတဲ့တကြီးရွယ် OD ဆရာသွားလူရတာဆရာလက်ပင်မှန်ပါတယ်အဲ့တော့ဒီနဝင်းပွဲတွေအားပြီးတော့ အားလုံးပြီးပါပြီဒီ Sunday C 90ကဆရာဟိုလူလူတာတော့မဆရာစားပဲစားစားလှူပဲလူလူဆရာသဘောပါဆိုပြီးလှူတယ်ဆိုရင်တော့စားကောင်းပါလေဗျာအဲ့တော့ကျွန်တော်တို့ကဒီနဝင်းစည်းဆရာဒီပေါ့နော်လက်ရှိနဝင်းစည်းဆရာဒီတိရအောင်ဆိုပြီးတော့ကျွန်တော်ကနေရောဒါမေတ္တာရှိထားပြီးတော့ကျွန်တော်ကနေပြီးတော့